င့်ရင်ကလေးကိုသင်မကြခဏအော်ဟဲမိနေပါသလားကလေးကိုအော်တဲ့အခါဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကဘာတွေဖြစ်လာမလဲအော်ပြီးဆုံးမခြင်းတွေကကလေးအတွက်ကတကယ်ထိရောက်နိုင်ရဲ့လားကလေးကိုသင်အော်ပြီးဆုံးမလိုက်တာနဲ့သင်ရဲ့စီကံချက်တွေကိုလိုက်နာနိုင်သွားတယ်လို့ရောသင်ထင်နေရဲ့မလားဒါဆိုရင်တော့မှားနေပါပြီဒါကြောင့်သင်ကလေးအော်မိတဲ့အခါဖြစ်လာတဲ့အကျိုးဆက်တွေကိုပြပြပေးတော့မှာဖြစ်ပါတယ် နံပါတ်၁ချက်နေနဲ့ပေါ့နော်ကလေးတွေကိုအော်ဟစ်လိုက်တဲ့အခါမှာသူတို့ဟာဆိုရင်ပထမဆုံးကိုကိုကိုသူတို့ကိုသူတို့ယုံကြည်မှုအားနည်းလာတယ်ပေါ့နော်အဲ့လိုယုံကြည်မှုအားနည်းလာတဲ့အခါသူ့ရဲ့ပတ်ဝန်းကျင်မှာသူကအရေးမပါတဲ့လို့ခံစားရပြီးတော့သူ့ကိုယ်သူသိမြင်နိုင်မှုလည်းအားနည်းလာပါတယ်အော်ငါဘာပဲလို့လို့အစီအမံမဟုတ်ပဲအော်ခံရမှာဆိုတဲ့စိတ်ကလေးကကိုကိုယုံကြည်မှုကိုယောနေလာစေပါတယ် နမနဲ့ချက်နေနဲ့အဲ့ဒီကလေးဟာအနိုင်ကျင့်တဲ့ကလေးဖြစ်လာနိုင်ပါတယ်။အသက်၄နှစ်နဲ့၅နှစ်ကြားကလေးတွေမှာဆိုရင်အချင်းချင်းအဟိမှုတွေအနိုင်ကျင့်မှုတွေဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ကလေးကသူ့ပေါ်လူကြီးတွေအဟိချင်းကအနိုင်ကျင့်ခြင်းတစ်ခုလို့ခံစားရပြီးတော့မကျင့်တဲ့ချက်တွေကြောင့်လည်းအခြားသူများကိုပြန်လဲအဟိလာစေပါတယ်။ ြောရရင်တော့ကလေးဟာမိဘတွေနဲ့အနီးကနေရတဲ့အတွက်ကြောင့်လေမိဘတွေရဲ့ပြုတ်မှုတိုင်းပဲဖြစ်လာတယ်ဆိုတာမမေ့ပါနဲ့နော်။တင်ကသူ့ကိုအချိုးအချောင်းမရှင်းပြပဲအော်ဟစ်ချင်းကသူ့ကိုအနိုင်ကျင့်တယ်လို့ခံစားရခြင်းကြောင့်သူကလည်းသူ့ရဲ့ကလေးတွေသူ့ထက်ငယ်တဲ့ကလေးမျိုးတွေကိုပြန်လဲအော်ဟစ်အနိုင်ကျင့်တက်လာပါလိမ့်မယ်။